မေယူလိုင်းချန်နယ်ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ရှင်။အခုတင်ဆက်ပေးမှာကတော့မြောက်ဖြူလေးနဲ့ဒီကြောင်းကြီးပုံမြင်ပဲဖြစ်ပါတယ်ရှင်။တခါတုန်းကမြေကန်တပေးရှိတရဲပင်ကြီးတပေးမှာမောင်ဖြူလို့ခေါ်တဲ့မြောက်ဖြူလေးတကောင်နေထိုင်နေတယ်။သူကပြည့်တိချူချူလေးတွေကိုအရင်ကြိုက်နေတဲ့။မြေထဲမှာတော့အသားစမိကြောင်းကြီးတကောင်လည်းရှိနေလေတယ်။အဲ့ဒီမိကြောင်းကြီးကမောင်ဖြူကိုတွေးတော့ ညရင်နှလုံးကိုစားရင်ညံကောင်းလာမယ်လို့တွေးပြီးစားကျင်နေလေတဲ့။ဒီနေ့မှာတော့မိချောင်းကြီးကမောင်ဖြူလေးကိုမြစ်ဟိုဘက်ကန်းကကျုံးပေါ်မှာဒီထက်ပိုးချိုတဲ့တတိတွေ အများကြီးရှိတယ်။ငါမင်းကိုလိုက်ပုံမယ်လေဆိုပြီးလင်ညာလေပြပြောဆိုလိုက်လေတဲ့။ ရောက်ဖြူလေးကတင်းတီးချိုချိုတွေစားရမယ်ဆိုတော့သဘောကျပြီးမိချောင်းကြီးရဲ့စကားကိုယုံကြည်ကကြောပေါ်ကိုခွန်တက်လိုက်လေတဲ့ကွယ်မြစ်လေလောက်ရောက်တော့မိချောင်းကြီးကမြောက်ဖြူလေးရေကိုမကူတတ်မှန်းသိလို့သူ့ရဲ့အကြံကိုထုတ်ပြောလိုက်လေတဲ့ဟာငါမင်းကို စားမလို့ခေါ်လာတာကွာမင်းရဲ့နှလုံးကငါမင်းမအတွက်အဆပဲအဲ့ဒီအခါမြောက်ဖြူလေးကကြောက်သွားပြင်မဲ့ သူဉာဏ်ပညာကိုတုံးလိုက်လေတဲ့။ဟာမိချောင်းရဲ့ခမရကြောက်နှလုံးကို လူချင်းရင်စောစောကပြောရော်ပေါ့ဗျာ။ကျွန်တော်တို့မြောက်တွေက အမြဲတမ်းပေါ်ပေါ်တတ်နေဖို့အတွက်နှလုံးကို အပင်ပေါ်မှာချိတ်ထားခဲ့တာဗျ။ဆိုပြီးလိန်ပြောလိုက်လေတဲ့။ခမရလူချင်းရင်အခုပြန်သွားอยู่ကြမယ်လေ။လာလာလာ။ရေကန်းဘက်ကိုပြန်သွားကြစို့ဆိုပြီး ယောက်ျူလေးကဆက်ပြောလိုက်တာပေါ့မိချောင်းကြီးကလည်းမောင်ဖြူရဲ့စကားကို အဟုတ်မှတ်ပြီးမြေကမ်းဘက်ကို အမြန်ပြန်ဖို့ပေးလေတယ်ကန်နာကိုရောက်တာနဲ့မြောက်ဖြူလေးဟာမိချောင်းရဲ့ကြောပေါ်ကနေတရေပင်ပေါ်ကိုလိမ်မြန်စွာခုန်တက်သွားလေတဲ့ဟေးမိုင်မဲလာတဲ့မိချောင်းကြီးနှလုံးကိုခန္ဓာကိုယ်ရဲ့အပြင်မှာဘယ်သူက ထားခဲ့မှလဲဗျာ ခမရဟာမိတ်ဆွေကမဟုတ်ပဲတွန်းအားတဲ့မိချောင်းပဲလို့မောင်ဖြူကအော်ပြောလိုက်လေတဲ့မိချောင်းကြီးကတော့ဒေါသထွက်ပြီးရေထဲပြန်ငုံသွားရတော့တာပေါ့မြောက်ဖြူလေးကတော့သူ့ရဲ့ဉာဏ်ပညာကြောင့်အသက်ဘေးမှာလွမြောက်သွားပြီးပြည့်သည့်ချွတ်ချိုလေးတွေကိုသက်စားနေတာပေါ့ကွယ်ပုံမြင်လေးကတော့ဒါပါပဲရှင် အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်ကြောင့်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ရှင်။